အလောပဲမင်္ဂလာပါဒီနေ့အော်တိုဘလာ20ရက်20ရက်နေ့မှာတော့ကျွန်တော်တို့မလေးရှားနိုင်ငံမှာချင်းပါမဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာဒေါ်နယ်ထရန့်တက်လာမယ်အဲ့ဒါကိုမာလာကသွားတက်မယ်ပါမယ်ညာမယ်နဲ့အဲ့ဒီဟာလုံးဝမဖြစ်တဲ့သတင်းတွေနောက်တစ်ခုက Starling Starling တို့ကိုအကုန်လုံးเนาะအမေရိကန်ကပါဝင်လာတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုဖျက်ချလိုက်တယ်ဆိုတော့เนาะသတင်းတွေကျွန်တော်တို့တော်တော်ကိုကောင်းတဲ့သတင်းတွေဖြစ်လာတယ်အဲ့ဒါကများမတီး အဲ့ဒီမှာမောင်ချစ်သူတို့အဖွဲ့တတော်ကိုကြရရိုက်နေတဲ့ဒေစကဆာနဲ့တတော်ကိုတည်င်းရိုက်နေတဲ့အဲ့ဒီဟာတည်င်းတွေနောက်တစ်ခုကကျွန်တော်တို့ CRPH ကနိုင်ငံပေါင်း183နိုင်ငံပါဝင်ပြီးတော့အဲ့ဒီနိုင်ငံတွေမှာသွားပြီးတော့ဒီ UN ကောက်ပွဲကိုလုံးဝလက်မခံဖို့ဆိုတဲ့ climate change တွေကျွန်တော်တို့တွေ့ရမယ်ပြီးလို့ရှိရင်တော့နိုင်ငံနော်နိုင်ငံစခန်းကလည်းတတော်ကိုတင်ပိုက်လို့နော်အလုံးနေပါဖြစ်သွားပြီးကျညာဖို့ပဲကြံတော့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမယ်ဆိုတော့အဲ့ဒီဟာမပြောခင်မှာပထမဆုံးကျွန်တော် တင်ပြချင်တဲ့ဒင်းကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာ ASEAN ထိပ်သီးအစည်းအဝေးအဲ့ဒါက59ချင်မြောက် ASEAN ထိပ်သီးအစည်းအဝေးကိုအောက်တိုဘာလ23ရက်မနေ့ဖြန်နေ့ရက်နဲ့စပြီးတော့28ရက်နေ့အထိသူတို့ကျင်းပဖို့ရှိတယ်။အဲ့ဒီမှာသူတို့ကျင်းပတဲ့ဟာကအရှေ့တီမောအရှေ့တီမောနိုင်ငံကိုနော် ASEAN နိုင်ငံအဖြစ် သမတ်ဖို့စစ်တနေငံဖြစ်ဖို့ပေါ့နော်စစ်တနေငံအဲ့ဒီမှာဖြစ်တော့မယ်အဲ့ဒီဟာတော့ဒီမှာဖြစ်ဖို့ပြီးလို့ဆိုရင်တော့အာဆီယံဥက္ကဋ္ဌအလှည့်ချကမလေးရှားကပြီးသွားပြီပြီးသားတော့အခုစင်ကာပူကနေပြီးတော့သူတို့လွှဲအပ်မယ်ပြီးလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အရေးအခင်း ဒီရွေးကောက်ပွဲမှာဆိုလို့ရှိရင်စောင့်ကြည့်တဲ့အဖွဲ့ကိုလှုပ်မဲမလှုပ်ဘူးစသည်ဖြင့်ဒီဆုံးဖြတ်ချက်တွေကျွန်တော်တို့ရှိတယ်ဆိုတဲ့ဟာကိုရင်းကြရတယ်။အဲ့ဒီထက်မှာကျွန်တော်တို့စိတ်ဝင်စားစရာကဘာလဲဆိုတော့အဲ့ဒီကောလာလမ်ပူမြို့မှာလာမဲ့လူကဘာသူလဲဆိုလို့ရှိရင်ဒီကပတ်ထိပ်တိကောက်ဆောင်တွေဖြစ်တဲ့ဒီ RCA မှာတခါမှတော့လာလေလာထားမရှိဘူး။တရုတ်ကအမှန်ဆိုတော့တရုတ်ကနေပြီးတော့လှုပ်ပိတ်ဟာ နော်တရုတ်သွားလို့ရှိရင်တော့မအလာကသွားဖို့တေချနေပြီနော်မအလာကိုခေါ်မယ်သူတို့ကဆိုတော့အခုကမအလာကိုခေါ်မေးဆေးဆေးမှာပွေးထုတ်မေးဆေးဆေးမှာအခုတရုတ်ကပွေးထုတ်တော့နော်ဟုတ်ဖက်မှာသူ့ရဲ့တရုတ်နိုင်ငံမှာပွေးထုတ်တယ်ပြီလို့ရှိရင်တော့ကျွန်တော်တို့ဒီရုရှားမှာပွေးထုတ်တယ်ပွေးထုတ်ပြီးတဲ့နောက်ပိုင်းမှာအခုဒီအာဆီယံအစည်းအဝေးမှာလည်းသူက နော်ပွေးထုတ်ဖို့လုပ်တယ်နော်ပွေးထုတ်ဖို့လုပ်တယ်အဲ့ဒီတရုတ်ဦးစီးပြီးတော့လုတ်ဖို့ပြင်တဲ့အခါမှာအခုအမေရိကန်ကကြားပြီးတော့ဝင်ချလိုက်တယ်ဝင်ချလိုက်တဲ့အခါကျတော့အခုတရုတ်သမ္မတကတက်ဖို့အချိန်တွေတိတ်မရှိဘူးဒါပေမဲ့ဒေါ်နယ်ထရန့်ကတော့တက်ဖို့ကြိမ်းတင်နေပြီဆိုတဲ့ဟာကိုတွေ့ပြီးတော့မလေးရှားကဒီပြူထားတယ်ဆိုတော့ဒီနေရာမှာစိတ်ဝင်စားစရာကဘာလဲဆိုတော့ဂျာဖြန့်အဲ့ဒီမှာရောက်လို့ရှိရင်ဂျာဖြန့်ကိစ္စကိုကောက်ကောက်မမကင်တွင်းမလားဆိုတဲ့ဟာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နောက်တစ်ခုအရေးကြီးတဲ့ဟာကဘာလဲဆိုတော့ချင်းမအလကတရုတ် ါလို့ရှိရင်တော့အဲ့ဒီမှာသူတက်ဖို့အတွက်တော်တော်ကိုမျောလင်းတယ်နော်သမဏထရန်နဲ့သူကတအားတွေးချင်တယ်တွေးချင်တဲ့အကြောင်းရင်းကလည်းအရင်တော့ကဒီအခွန်ငွေတွေတိုးကောက်ဖို့အတွက်မလာကိုသွားပြီးတော့နော်အတိပေးတယ်နော်အစာရေးတယ်အဲ့ဒီဟာကနေပြီးတော့ credit ယူတယ်နော်သမဏထရန်ဆိုလို့ရှိရင်သူ့ဖက်မှာပါတဲ့ပုံစံမျိုးနဲ့သူကတော့သမဏထရန်နဲ့တော်တော်ကိုတွေးချင်တယ်ပြီးလို့ရှိရင်တော့အကုန်လုံးသူကလိုချင်တဲ့ဟာတွေကိုပြောမယ် ဲ့ဒီမှာလဲဖျားမယ်စသဖြင့်အဲ့ဒီမှာချက်ပေါင်းလို့ဘာလို့တိုက်မဲငါတလောက်ပေါင်းလို့အဲ့ဒီမှာလက်ဖက်သုံးလို့ဘာလို့ဟိုသမဏဘုတ်တေမှာသွားတဲ့အခါမှာလမ်းမှာအဲအဲ့လိုမျိုးကျွေးတယ်လို့သူကတော့ကျွေးမှာပဲတော့ကျွေးမှာပဲခုခုတော့ဖားမှာပဲမြန်မာနိုင်ငံကလူတွေကတော့ဖားတာတော်တော်တယ်လေတော့ဆိုတော့အဲ့ဒီမှာဖားမယ်ခုခုတော့ပါသွားမယ်သမဏထရန်ကိုပေးမယ်လက်ဆောင်တွေကတော့ နော်ပူတင်ကိုပေးတဲ့လက်ဆောင်တို့ထက်အမြကြီးသူသားလိုက်မယ်နော်တော်တော်ကိုမဲ့လုံးပေးပြီးတော့သူသွားလိုက်မယ်ဆိုတော့အဲ့ဒီဟာကိုမျောမှန်းထားတာနော်မျောမှန်းထားတာရလူစစ်ဆေးပဲတမတ်ထားနဲ့တွေးဖို့ဆိုတဲ့ဟာကိုတဒင်းမီဒီယာတွေမှာ BBC တို့ဘာလို့မှတော့မှကျွန်တော်တို့တွေးလာရတယ်နော်တွေးလာရတယ်တွေးဖို့ရှိတယ်ဆိုတော့အဲ့ဒီဟာကိုနေနေကနေပြီးတော့ခေါင်းကိုရိုက်ချလိုက်တယ်နော်တမတ်ထရကလောကတက်ခွင့်မပေးဘူးဆိုပြီးမှအဲ့ဒီမှာဟိုဖြစ်တဲ့ခါကျတော့ ASEAN ပုံသဘောတူညီချက် နော်ငါချက်ပေါ့အကောင့်ထဲမှာ follow ဆိုပြီးမှ ASEAN ကလုတ်လိုက်တယ်နော်တကယ်တည်းအဲ့ဒီ ASEAN မှာဆိုလို့ရှိရင်တရုတ်ကနေပြီးတော့တက်လာမယ်ဆိုလို့ရှိရင်တော့တရုတ်ဥဆောင်မယ်ဆိုလို့ရှိရဲ့နော်အဲ့ဒီပါဒီပုံတော့သူညချက်ချက်ပါချက်ချက်သူတို့နားမလည်ဘူးအဲ့ဒီမအလာကိုပွေထုတ်တော့မယ်အဲ့ဒီမှာဘာဖြစ်ဆိုတရုတ်ရဲ့ဩဇာနှုံးမှုကအဲ့ဒီမှာ ရိုက်လေပါဆိုတော့ခုကတော့အဲ့ဒီအာဆီယံကဘာမှမလုပ်နိုင်ဘူးနော်တမတထွက်တက်လာတဲ့ခါကျတော့ဆိုတော့မာလာညွန်မဲ့ချက်တဲ့ကုံလုံးချိုးဖြက်ခါရတယ်ဆိုတဲ့ဟာကတော့တကစ်သတင်းထူးနော်သတင်းကောင်းနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့တကယ်တွေ့ခင်မယ်ဆိုလို့ရှိရင်တော်တော်ကိုစိုးရင်စရာကောင်းတယ်နော်တမတထရန်လည်းသူလုတ်တဲ့ဟာတွေကလက်ခတ်မဲ့လို့မရနိုင်ဘူးနော်လုတ်ချင်အောင်လုတ်တာပဲဆိုတဲ့ခါကျတော့အဲ့ဒီမာလာနဲ့တွေးပြီးတော့နှုတ်ဆဲပြီးတော့သူ့ဖက်မှာပါလို့ရတော့သွားပြီနော်တရုတ်ပါသွားပြီရုရှားပါသွားပြီအမေရိကန်ပါသွားပြီဆိုတော့သွားပြီလေ sau đó ông cứ qua đồng mặt tre đã nó tôn đồ của ော်သတင်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကထိုင်းမှာနော်ထိုင်းမှာ Starlink Starlink ကိုနော်နေပြီးတော့ဒီတုံးရတယ်ကြားဖြတ်တွေကရင်းတို့ကထိုင်းက internet တွေကိုတုံးတုံးတယ်တရုတ်နဲ့ဒီထိုင်းနဲ့ဒီကြားဖြတ်ကိုနေနေတဲ့ခါမှာကျတော့အဲ့ဒီ line တွေကိုလုံးဖြတ်တော့လိုက်တယ်နော်မိတွေကိုဖြတ်တော့တယ်စီတွေကိုဖြတ်တော့တယ်အဲ့လိုမလုပ်တဲ့ခါကျတော့အခုကသူတို့က Starlink ကိုတုံးတယ်နော် Starlink ကိုတုံးတဲ့ခါကျတော့အခု Starlink ကိုထုတ်ပေးတာကဘယ်သူလဲဆိုလို့ရှိရင်နော်အမေရိကကနော် Starlink ပိုင်ရှယ်နော်တကယ်နော် billionaire ဒီအခု Tesla Tesla ဆိုလို့ရှိရင်တော့ သူထုတ်တာပေါ့နော်အဲ့ဒီမှာအီလွန်မက်နော်အီလွန်မက်ဆိုလို့ရှိရင်အခုဒေါ်နယ်ထရန့်မေဆွေဆေးရုံမွေးမှာလည်းတော်တော်ကိုသူအောင်မြင်ခဲ့တယ်သူရဲ့လုပ်ခွင့်တွေကသူရဲ့ဟိုဟာတွေပေါ့မေဆွေဆေးရုံမွေးမှာတကူပါသွားတယ်ပါသွားတဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကိုငွေအများဆုံးရတယ်ဆိုတော့အီလွန်မက်အီလွန်မက်ကဒီစပစ်ကိုတည်ထောင်ထားတယ်နော်အဲ့ဒီစပစ်ကို2500ကျော်နော် SpaceX ဆိုတာအခု Elon Musk ပိုင်တဲ့ SpaceX ဲ့ဒီမှာ starting အလုံးပေါင်း2500ကိုပိတ်ချလိုက်တယ်ဟာအဲ့ဒါကောင်းတယ်နော်ဆိုတော့ဟိုတရက်နေ့ကမနေ့ကပဲနော်အဲ့ဒီတောင်ကိုရီးယားကဒီကမ္ဘောဒီးယားနိုင်ငံမှာဘန်ဖွင့်ထားတာရှိတယ်အဲ့ဒီဘန်တွေမှာဒီကြောက်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်တဲ့နော်ဘီလီယံ60နော်ဘီလီယံ60ကိုအကုန်လုံးဖြတ်တောက်လိုက်တယ်ထိန်းချုပ်လိုက်တယ်အဲ့ဒါကဒီတောင်ကိုရီးယားကစလုပ်တာနော်ဆိုတော့ဒီနေ့ကစပြီးတော့နော်တည်င်းကိုပြန်ပြီးတော့ထွက်လာတယ်နော်ထွက်လာတယ်အဲ့ဒီမှာနိုင်ငံခြားသားအယောက်ပေါင်း300ကျော်ဖန်ခံရတယ်အဲ့ဒီမှာဘီလီယံပေါင်း60ကျော် တောင်ကိုရီးယားကကမ္ဘောဒီးယားမှာရှိတဲ့ဘဏ်တွေကအကုန်လုံးအပိတ်ခံရတယ်မာလာလည်းဝင်စည်းတယ်အဲဒီမှာစတားလင်းအလုံးပေါင်း30ကျော်ကိုသူတို့ဖမ်းဆီးတယ်ပြီးလို့ရှိရင်အလုံးသမားပေါင်း1000ကျော်ကိုနေပြီးတော့သူတို့ဖမ်းဆီးတယ်အခုမေတော်တလေအခုဒီနေ့ပဲအဲဒီမေတော်တလေကိုအဲ့ဒီအလုံးရုံကိုဝင်စည်းတယ်လို့လည်းထွက်ပြေးတာဗီဒီယိုဖိုင်တွေအများကြီးထွက်လာတယ်ဆိုတော့အဲ့ဒီပြောတော့တော်တော်ကိုကြောက်တယ်နော်ကြောက်တယ်ခုကအမေရိကပါတယ် UK ပါတယ်ကျွန်တော်တို့ကမ္ဘောဒီးယားပါတယ်ပြီးလို့ရှိရင်တော့တရုတ်ပါမယ်တောင်ကိုရီးယားပါမယ်ထိုင်းပါမယ် สรอลงว่าอะีรบ้าดิการเจ้าหน้าที่อะไรบ้าเลยสรออเมริกาอเมริกาป่าเดียวจะเจ้าทีเดสเปีเนาะคุณสตาร์ลิงกันเดียวเนอิเลเมกันเดียวเนาะไปไล่ด่าเนานท้องเร่งง่ายที่ต้องมาไปชาไลเลยสรออันดับสเปซสรออปอกาอินเทอร์เน็ตไล ဟိုကိုလုံးပိတ်ချလိုက်တယ်နော် starting နဲ့ဆက်သွေတဲ့ဒီ space x မှာနော်အဲ့ဒီမှာ starting အလုံးပေါင်းနဲ့ထောင်းနဲ့900ကိုနေပြီးတော့ပိတ်ချလိုက်တယ်ဆိုတော့တော်တော်ကိုကျွန်တော်တို့တွေးရလိမ့်မယ်အခုမုံချစ်သူရဲ့နော်လမ်းဟာဆိုလို့ရှိရင်ဖြစ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 ်နဲ့ကျွန်တော်တို့ကြုံလာတော့တွေးရမယ်အဲ့ဒါကတကက်တဒင်းကြီးတဒင်းကောင်း เนาะကျွန်တော်တို့တက်တဲ့ဒင်းကောင်းတွေကျွန်တော်တို့တွေ့ရမယ်မကြခင်မုံချစ်သူဘလို့လွတ်လာမလဲဘလို့ဖြစ်လာမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဘသူမှခံမလို့မရအောင်เนาะဆိုတော့အဲ့ဒီမှာတတိတဒန်းကြီးလိုက်ပါမလာမယ့်လူတွေရှိသေးတယ်သူနဲ့ဆက်ဆက်တဲ့လူတွေထိုင်းတွေပတ်သက်မှုတွေရှိတယ်ကျွန်တော်တို့မအလာတို့ပတ်သက်မှုတွေရှိတယ်အဲ့ဒီမှာတကယ်နေနေမြေခံတွေဖြစ်တဲ့အခု KNU တို့เนาะ KNU နေမြေထက်မှလည်းအဲ့ဒါက โอเคไอ้ตัวนี้เนี่ยมาဆိုပေမဲ့ကျွန်တော်အဓိကထောက်ပံ့ပေးတာကတော့မာလာတော့ပေါ့ဆိုတော့ဒီတန်းကြီးကျွန်တော်တို့တွေ့လာရလိမ့်မယ်ဆိုတော့ဒါကတော့တကိတ်ကောင်းတဲ့တည်င်းထူတစ်ခုဖြစ်တယ်နောက်တစ်ခုကရွက်ကောက်ပွဲအတိအမှတ်မပြုဖို့နိုင်ငံပေါင်း183နိုင်ငံကအခုဒီပါလီမန်အမတ်တွေစုပေါင်းပြီးတော့အဲ့ဒီမှာသူတို့ချင်းပါတယ်အဲ့ဒါကပါလဲဆိုတော့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာเนาะ150နဲ့တစ်ချိန်မြောက်ပါလီမန်အစည်းအဝေး နော်ပါလီမန်တွေအဲ့ဒီညီလာခံဆေးဘေးကိုသူတို့လုပ်တယ်အဲ့ဒီမှာကျွန်တော်တို့ဒီ CRPH ကနေပြီးတော့ဒီဒေါက်တာဝင်းမြင့်အေးတို့ပြီးလို့ရှိရင်တော့နိုင်ငံခြားရေးဝန်ကြီးဒေါက်စင်မအောင်တို့သူတို့တက်တယ်တက်တဲ့ခါကျတော့အဲ့ဒီမှာလည်းတောင်းဆိုတဲ့လောကဒီနိုင်ငံတကာကနော်လောကပါဝင်ပတ်သက်ဖို့ထောက်ခံမှုဒီမလာရဲ့ရုပ်ကပွဲကိုထောက်ခံမှုမပေးဖို့ဆိုပြီးမှအဲ့ဒီမှာတောင်းဆိုပိုင်ခွင့်ကိုရတယ်ဆိုတော့ဒါလည်းတည်ငောင်းပဲနော်ရတာမရတာတော့ပါထားဆိုတော့ ဒါနဲ့တည်င်းကောင်းတစ်ခုနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ကတော့တော်တော်ကိုတည်င်းကောင်းတို့တွေ့ရနိုင်မယ်နောက်တစ်ခုကမကွေးတိုင်းကဖဲမျိုးနဲ့ဒီအမ်ပဒန်းမှာရှိတဲ့တကယ်အရေးပါတဲ့နိုင်ရံပြူဟာကုန်းပါဆိုလို့ရှိရင်လုံးဝ နော် think ပိုက်နိုင်တဲ့အခြေအနေထိကိုရောက်သွားပြီဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့တည်င်းတွေတက်လာတယ်ဆိုတော့အဲ့ဒီမှာအလင်းဝင်တဲ့လူတွေကတော့စစ်တယောက်ပေါ့နော်အတဖြုတ်ဖြုတ်ဝင်တဲ့လူတွေအများရှိတယ်အဲ့ဒီမှာတည်တဲ့လူတွေရှိတယ်နော်တည်တဲ့လူကအယောက်တရာကျော်ပျောက်တဲ့လူကအယောက်၈၀ကျော်အခုအဲ့ဒီနေရာတွေမှာအကုန်လုံးဟာဆိုလို့ရှိရင်အပြစ်သက် think ပိုက်နေတဲ့အခြေအနေမှာရောက်သွားပြီဆိုပြီးမှဘယ်မီရပဲဖော်ပြထားတာကိုတွေ့ရတယ်ဒါလည်းတည်င်းကောင်းပဲအဲ့ဒါ ွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမကွေးတိုင်းကပွင့်သွားပြီနော်ဒီကပါစာတို့ဘာတို့တော်တော်ကိုအချင်းချောက်ခံရတော့ပဲဆိုတော့တကက်ဝင်ပေါက်မကွေးရဲ့ဝင်ပေါက်ပါဆိုလို့ရှိရင်နေရကံပြူဟာကုန်းကတကက်လေချောင်းရကာကွေကြီးတက်တွေအဲ့ဒီမှာအမြောက်တွေတကက်စနိုက်ဖာတွေနော်တကက်စခန်းကြီးဖြစ်တယ်နော်အဲ့ဒါကိုသင်ပတ်လို့ရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်လိုင်းရဲ့အတွက်တော်တော်ကိုတစ်စချိုးအောင်မြင်သွားမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကရခိုင်ပြည်နယ်အဲ့ဒီမောင်တော်နေမှာဆိုလို့ရှိရင်တော့ကြောက်ပန်လူရွာ ဲ့ဒီမှာဆိုလို့ရှိရင်ကွန်တင်ကားနော်ကွန်တင်ကားရဲ့ခီးသိမ်းေပေါ်နေပြီးတော့ဒီစိုက်ကတစီရဲ့ကွန်တင်ကားရဲ့အဲ့ဒါကို RS ကနေပြီးတော့ဂျုံကိုတိုက်ခိုက်တယ်ဂျုံကိုတိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာပါဝင်တဲ့နော်ခီးသိမ်းတွေကဆိုလို့ရှိရင်အခုထက်ထိပျောက်ဆုံးနေစေပဲဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမုံတော့မှာဆိုလို့ရှိရင်အခုနော်ဂျေဝါသားနေရောက်နေပြီးတော့ ညအားစာကနေပြီးတော့တက်ဖြတ်လိုက်တယ်ဆိုတဲ့ဟာကို A ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကတော့တကိတ်တည်င်းထူနေနဲ့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရိုဟင်ညာကိစ္စဒါလည်းเนาะတတော်ကို issue တစ်ခုအနေနဲ့ပြက်လာတယ်အဲ့ဒါကနေထိုင်လျှောက်ခံเนาะထိုင်လျှောက်ခံအဲ့ဒီဘူးပြတော်မလို့ဖက်မှာအဲ့ဒီထိုင်လျှောက်ခံမှာဆိုလို့ရှိရင်လုပေါင်း100ချုပ်ကိုနေပြီးတော့တက်ဖြတ်တယ်ဆိုပြီးမှအဲ့ဒီတည်င်းထွက်တယ်ဆိုတော့ AA ကတော့တည်င်းထောက်တွေနဲ့အဲ့ဒီတည်င်းမီဒီယာတွေနဲ့သွားပြီးတော့အဲ့ဒီမှာစစ်ဆင်မှုတွေလုပ်ပြီးပြီเนาะအဲ့ဒီမှာစစ်ဆင်မှုတွေလုပ်ပြီးအဲ့ဒါတွေဆိုလို့ရှိရင်ဒီစက္ကဆိုင်ရအလောင်းတွေဖြစ်တဲ့ပြတလူထုတွေကလောင်းတော့မဟုတ်ဘူးအဲ့ဒီမှာဖန်စစ်ခံရတဲ့ တကက်ပိုးတွေတိုင်ရမိုးတွေနော်အဲ့ဒီမှာတကက်အရာရှိတယ်လေဖက်ဆိုထားတာရှိတယ်အဲ့ဒါကတော့ဒီမှာဒေတာခံမဲ့မဟုတ်ဘူးအဲ့ဒီမှာစက္ကဆိုင်ရဲ့လူတွေဖြစ်တဲ့ဆိုတဲ့ဟာကိုသူတို့ကထုတ်ပြန်ထားတာရှိတယ်တော့ဒါပေမဲ့အခုကုလသမဂ္ဂကနေပြီးတော့အခု AA ရဲ့ချွတ်ထုံးမြို့နယ်ကနေပြီးတော့ခေါ်တယ်ဟုတ်မှာကုလသမဂ္ဂမှာအဲ့ဒါကလူအခွင့်ရဲ့နော်အထူးကိုယ်စားလှယ်နိုင်ငံနိုင်ငံရဲ့လူအခွင့်ရဲ့ထူးကိုယ်စားလှယ် တော့အင်ထရူကနေပြီးတော့အဲ့ဒီမှာလာဖြစ်ရှင်းပါဆိုပြီးမှခေါ်ထားတဲ့ဟာကလေးကျွန်တော်တို့ပြရတဲ့အတိတ်ပြတော့ AA ရဲ့ COC ချုပ်ဟာဆိုလို့ရှိရင်နောက်ကုလသမဂ္ဂမှာခေါ်ခိုင်းနေဆိုတဲ့ဟာတော့ဒါကတော့စင်ကောင်းစရာပဲတော့စင်ကောင်းစရာပဲဆိုတော့သူတို့သွားမလားမသွားဘူးလားဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ချိကြရအောင်ဆိုတော့အခုဒီရိုဟင်ဂျာရဲ့ issue ဟာဆိုလို့ရှိရင်လည်းဘယ်သူပဲအဲ့ဒီနေရာမှာရောက်ရောက်နောက်ဘသူမှသူတို့ရဲ့နောက်ပြဿနာကလည်းမလွတ်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တကယ်တန်တရားရှိစရာတွေဖြစ်လာပြီเนาะဆိုတော့ရိုဟင်ဂျာတွေကတော့တော်တော်ကို နော်ပျော်ပျော်မမြောင်လုပ်နေတယ်လို့ပြောရမှာပေါ့နော်သူတို့အတွက်တော်တော်ကုန်ယူကြမှာပဲနော်နိုင်ငံတကာကြီး issue ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့နော်အဲ့ဒီမြန်မာနိုင်ငံသားတွေတွေ့ရတော့အဲ့ဒီနေရာမှာရောက်တဲ့ဘယ်ဖွဲ့စည်းမှုဆိုကုလသမဂ္ဂမှာရောက်ဖို့တော့ဒေချနေပြီဆိုတဲ့ဟာတော့ဒီအကြောင်းအရာကိုကြည့်ချင်ရမယ်ကျွန်တော်တို့တွေ့နိုင်တယ်ဆိုတော့ဒါကတော့စိတ်မကောင်းစရာပေါ့နော်နောက်တစ်ခုကမှုပြင်နေမှာဆိုတော့ချက်ဆက်ဆက်ကယူကောက်ပွေးပြိုင်မှုရှိတယ်နော်အဲ့ဒီမှာတော်တော်ကို e-channel ပုံစံပဲဆိုတော့ကိုယ်စလေပေါ့154 ဦးနေပြီးတော့ပြိုင်ဆိုင်ဖို့ရှိတယ်အဲ့ဒီမှာပြိုင်မဲ့တတိတွေကတော့တိုင်းရတညီညွတ်ရဲ့ပါတီပိုင်းအမျိုးသားဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်ရေးပါတီချမ်းဖွဲ့ပါတီပြည်သူပါတီပြီးလို့ကျတော့ပြည်သူ့ရှေ့ဆောင်ပါတီကြားဖြူပါတီအနာကရှမ်းပါတီပေါ့မြန်မာနိုင်ငံတော်သူတို့ကဖွံ့ဖြိုးတိုးတက်ရေးပါတီပြီးလို့ရှိရင်တော့ အကျိုးစီးပွားဖန်ဖြိုးရေးပါတီစတဲ့ပြန်ဒီပါတီတွေကနေပြီးတော့အဲ့ဒီမှာသွားပြီးတော့ဝင်ပြိုင်ဖို့ရှိတယ်အမတ်လောက်က254ဦးဝင်ပြိုင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကကချင်ပြည်နယ်မှာเนาะကချင်ပြည်နယ်မှာဆိုလို့ရှိရင် KIA ကနေပြီးတော့ Colin Phu စကားဆိုင်ရစခန်းတစ်ခုနေပြီးတော့ထပ်ပြီးတော့တင်လိုက်တယ်เนาะအဲ့ဒါကကျွန်တော်တို့လန်ဒန်ယွာမှာရှိတဲ့စကားဆိုင်ရစခန်းနောက်တစ်ခုကမခုံတန်းယွာเนาะအဲ့ဒီယွာနဲ့ယွာက စကားဆိုင်ရဲ့ခန်းတစ်ခုကိုနေပြီးတော့ KAI နဲ့ပူပေါင်းဖွေတွေကအပြီးတင်ပိုက်လိုက်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အစ်ပြတော့ချေပေါကိုတွေကတော့မြင့်စင်တဲ့အမြန်ရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်စကားဆကားပြန်ပြီးတော့မြို့တွေကိုပြန်တင်လာရှိသလိုဒီဖက်ကလည်းမြို့တွေကိုတင်လာရှိသလိုပြီးလို့ရှိရင်တော့ခန်းတွေကလည်းထပ်ထပ်တင်လာကိုကျွန်တော်တို့တွေ့ရမယ်အများဆုံးကတော့ကျွန်တော်တို့ရခိုင်စစ်မျက်နှာနဲ့ကျွန်တော်တို့ကချင်စစ်မျက်နှာမှာအများအပြားတင်လာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီနေ့အောက်တိုဘာလ20ရက်နေ့ရက်ဒီမှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် पक्का सब्सक्राइब गर्ने कि फलो गर्ने पेज आ भेट्न नबिर्सनुहोस्